ဘာရန်တိုနီယယ်အတန်ဂူလာလို့ခေါ်တဲ့ကြီးပင်ကိုပုံစံဖန်တီးဖို့စဉ်းစားချိန်မှာတည်ထားရမယ့်ပထမဆုံးအချက်ကတော့သူ့ရဲ့တဘာဝပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ကြီးပင်ရဲ့မူရင်းပေါက်ရရာဒေတာတွေကတော့အိန္ဒိယမြန်မာထိုင်းစတဲ့အပူပိုင်းဒေတာတွေမှာဖြစ်ပြီးတော့မြကံပေးမှာစူဆွတ်တဲ့မြင်နဲ့နေအောင်ပြင်းပြင်းကိုစိုက်နေတတ်တဲ့အပင်ပဲဖြစ်ပါတယ်။ကြီးပင်ကအနီရောင်အပွင့်လေးတွေနဲ့ထူးခြားတဲ့အသီးတွေတီးတာကြောင့် ပွန်ဇိုင်းအင်းနဲ့ဖန်တီးနိုင်ရင်ရန်ကိုလာပါတယ်ဒါပေမဲ့အရွက်တွေကကြီးတာမို့ဂိုင်းဖြတ်အရွက်ညက်တာကိုပုံသွင်းတာကိုယူဆိုင်ဖို့လိုပါတယ်ဘာရန်တိုနီယာအတန်ဂူလာကိုမြန်မာလိုတော့ကြီးပင်လို့ခေါ်ပြီးတော့လူသိများပါတယ်နိုင်ငံတကာမှာတော့ fresh water mangrove နဲ့ india oak အဖြစ်သိကြပါတယ် lycity dce မျိုးရင်းတစ်ပင်ဖြစ်ပါတယ် အပူပိုင်းဒေသမှာမူလပေါရောက်ပြီးတော့ဆွဆွတဲ့ရွှွန်းနွန်ဒေသများနဲ့မြပန်းမြကမ်ဘတ်ရှာမှာပေါရောက်လို့ရှိပါတယ်။ထင်ရှားတဲ့လက္ခဏာမှာတော့တွဲလောင်းကျနေတဲ့အနီရောင်ပန်းမွင့်လေးပွင့်တတ်တာကြောင့်အလွန်လှပါတယ်။ကြီးပင်ကိုမြကမ်ဘေးတခြားဒေသများမှာဆွဆွတဲ့မြေနိုင်ဒေသများမှာအများဆုံးတွေ့ရှိရပါတယ်။နေရောင်ချစ်တိုက်ရိုက်ထိတွေ့ကြရောက်မှုကတော့ကြီးပင်ကိုအကောင်းဆုံး ကြီးထွားရှင်တန်ဖို့အတွက်အရေးကြီးဆုံးပဲဖြစ်ပါတယ်။အဲဒါကြောင့်ကြီးပင်ကို အပူပိုင်းရသည့်ဥဒုနဲ့ကန့်ညီတဲ့နှွေးထွေးဆွတ်ဆွတ်တဲ့ရသည့်ဥဒုဒေသတွေမှာရှင်တန်ပေါက်ရတာကိုတွေ့ရပါတယ်။မြေစာအနေနဲ့အမဲဆွဆွနေရအတွက်ပုံမှန်ရေလောင်းပစ်ချင်ရလဲအပင်အတွက်အရင်အရေးကြီးပါတယ်။အပင်ကအပူချင်အတင်းတင်းရှိပြီးတော့ဆိုးထိုင်းစမြင့်မားနေတဲ့အခြေအနေကိုစိုက်နှစ်သက်ပါတယ်။ ကြီးပင်ရဲ့ပုံတန်ထိမ့်သိမ်းရတဲ့ကျမ်းမတန်စွမ်းနဲ့ကြီးထွားမှုကိုဖြစ်စေရန်အခက်အလက်တွေကိုဖြတ်တောက်ခြင်းပုံမပရူမင်းလုပ်ခြင်းကလည်းလိုအပ်ပါတယ်ကြီးပင်ဟာအပူချိန်အစ်တင်းနဲ့အစိုးထိုင်းစမျက်နှာကိုကြိုက်တာအတွက်ကြောင့်လောင်မီဆွဲလို့ခေါ်တဲ့ရွှွန်နဲ့တဲဆန်နဲ့မြေကိုနစ်တက်ပါတယ်ဒါကြောင့်မို့ကြီးပင်ဆိုင်တဲ့အခါမြေစာကိုအမြင့်ဆူဆူနေဖို့လိုအပ်ပါတယ် ဒါကြောင့်ကြီးပင်ဟာရင်များတဲ့ဓာတ်ကိုခံနိုင်တယ်လို့ဆိုပါတယ်။အမြင့်ပုတ်ခြင်းကိုကာကွယ်ဖို့အတွက်ရေစီးမှုရေစီးစမှုကောင်းတဲ့မြေစာကအရေးကြီးပေမဲ့ဆက်မြေဟာဆိုထိုင်းစားကိုထိမ့်သိမ်းထားနိုင်စွာစွန့်ရင်မြင့်မားရပါမယ်။နောက်ပြီးအဟာရကြောဝတဲ့မြေစာဟာလည်းကြီးပင်အတွက်ကြီးကြီးထွားဖို့အများစွာအထောက်အကူပြုပါတယ်။ဒီတော့ကြီးပင်ဟာနေကြိုက်အစာကြိုက်ရေကြိုက်လို့သုံးသပ်နိုင်ပါတယ်။